ကျွန်တော်တို့မြေမြေကြီးကနေထွက်တယ်။မြေဘဲဆိုတဲ့တီးနံပေါ့နော်။အဲ့ဒီမြေဘဲဆိုတဲ့တီးနံကမြမပြည်အလဲပိုင်းရဲ့ဘယ်နေရာမှာပဲအစိလေးကြကြအပင်ပေါက်ပြီးတော့တကယ့်ကိုနော်မြမပြည်အလဲပိုင်းရဆိုလို့ရှိရင်အဲ့လိုမြေဝစာကောင်းတဲ့နေရာကနေထွက်တဲ့ဒီမြေဘဲစီဟာကျွန်တော်တို့အဲမြေဘဲစီစစ်စစ်ကိုထုတ်လုပ်ထားတာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ကျမ်းမာရေးရှုထောင့်အရာပြောရလို့ရှိရင်လည်းအဲမြေဘဲစီကိုစားသုံးခြင်းဖြင့်အဲ့ဒီစီပေါ့နော်ဟိုရေသွေးမမီတဲ့စီကိုမစားသုံးမင်းနဲ့မြေဘဲစီကိုစားသုံးပြီးတော့ကိုကျမ်းမာရေးကိုယူဆိုင်ကြပါလို့ကျွန်မ ပြောချင်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်မ Union Asia Company Limited ရဲ့ Director ဆွေပါသိန်းလို့ပါရှင်။ပြောပါပြောပါဒါတော့ဘူရိုင်းနဲ့ဘတ်တူတို့လည်းခင်ခဲ့ရတာပေါ့နော်ဆီမာလေးနဲ့လည်းခင်ခဲ့ရတယ်နောက်တစ်ခုကဒီကနေ့ရေပြည့်ချန်စကားဝိုင်းအဲဒီမြေပဲစီ စစ်စစ်ကိုလည်းဒီကြီးကတော့ဒီပဲစစ်စစ်ကိုလည်းဒီလိုကိုယ်တိုင်လည်းသုံးဆွဲနေတဲ့အတွက်ကြောင့်မို့လို့ဟိုတကယ်ဒီပွဲမှာပါဝင်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဘလူပါဖြစ်တော့ဆိုတော့ဒီဘက်ကကျွန်တော်ရဲ့ဒါရိုက်တာကြီးပေါ့ဗျာ Union Asia Company Limited ရဲ့ဒါရိုက်တာတူဖြစ်တဲ့ဒေါ်စင်မသိန်းလေးနဲ့ကကျွန်တော်တို့ကခင်မင်းဆွဲရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဘော်ဒါကြီးပေါ့ဗျာဒီဇိုင်နာ မျိုးစွေတန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တွေခင်ရမြန်ရနေဖြစ်ပြီးတော့မှကျွန်တော်တို့အကူအညီတောင်းတဲ့အတွက်ကြောင့်အဲအဒီကုန်းလေးလည်းပါလာတယ်ကျွန်တော်တို့လည်းပါဝင်ပြီးတော့ဒီဘွဲမှာဝင်ရောက်ပြီးတော့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ် ကျမတို့ကလေဟိုဘယ်လိုပြောရမလဲမြေပဲစီဆိုတာမြန်မာလူမျိုးတွေရဲ့အစားအသောက်နဲ့ပတ်သက်တဲ့ရင်းချင်းမှုဆိုင်ရာဒလိစရိုက်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျမကအဲ့ဟာလေးလေးပေါ်လွင်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာမှုမြန်မာဟန်လေးပါပါခြင်းနေပေါ့နော်အဲ့အတွက်ကြောင့်လည်းကျမကရင်းစုံဥိုင်းနဲ့တိုင်ပင်ရပါရှင်အဲ့ဒီထဲမှာအပြူတော်ရင်းနေပါမယ်နောက်တစ်ခါကျတော့ဒီတတိဝါရလို့တကက်ကိုဟိုကောင်းမွန်ပြီးတော့ပေါ့နော်မြန်မာစစ်တဲ့အဲ့လိုမျိုးသချင်းလေးတွေလည်းကျမကထည့်ခြင်းနဲ့ဆက်ထည့်ခြင်းနဲ့တို့ကြောင့်ဥိုင်းနဲ့တိုင်ပင်ပြီးတော့ဒါလေးတွေကိုကောင်းတယ်ပေါ်ပြစ်တာပါရှင် โอเคကျမတို့ကထုတ်လုပ်မှုအစင်တိုင်းအစင်တိုင်းမှာကျမတို့တန့်ရှင်းအောင်စစ်မှန်အောင်တည်ထချာကျမတို့ဂရုစိုက်ရပါတယ်ညီဘက်စီတခုကိုစစ်မှန်အောင်ထုတ်နိုင်ဖို့ဆိုတာကတောင်သူတွေလက်ထဲမှာကိုကလေးကဒီဟာကိုဘယ်လိုကင်တွယ်ခဲ့တယ်လဲတခါနောက်ပြီးတော့ကုံတွေကြီးကုံတွေကြီးကနေအစင်စင်ပေါ့နော် အမ်စီဇယ်လူသားတွေနောက်ဒီထုတ်ပိုးဖြန့်ပြူးသူတွေဟာဒီမြေပဲစီတစ်ခုတန့်ရှင်းပြီးစစ်မှန်ကောင်းမွန်နေပေါ့နော်။ကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟာတစ်ခုရဖို့ရအတွက်ကျမတို့အစစ်စစ်ဖြတ်တန်းပြီးတော့တေချာကင်တွေဆောင်ရွက်ပြီးတော့လှုပ်ဆောင်ရပါတယ်ရှင်။အဲအဲ့ဒါတွေကတော့ဒါဆွေမသိလိမ့်မယ်။သူသူသူဖြစ်ချင်တဲ့ဆန္ဒလေးတွေပေါ့။ တခါတလေမှကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့အနီးနားမှာရှိနေမယ်တချို့ဟာလေးဆိုကျွန်တော်မေ့မေ့သွားကြတာရှိတယ်ဟုတ်လားမေ့ပြီးတော့မှတော့တော့မှသူတယောက်ကပြောလဲတော့အိဟုတ်သားပဲဆိုပြီးတော့ဖြစ်ကြတာပေါ့အဲကျွန်တော်တို့ငယ်တော့ဆိုလို့ဒီလိုပဲဟိုအမေရိကရောဟုတ်လားအဲကြီးတော်လေးတို့ဦးလေးတို့ဘာညာလေးတို့ဒီလိုပဲကျွန်တော်တို့အာဝါဝါတော့လောက်ရသေးတယ်လေအဲဟုတ်တယ်ဟုတ်တယ် အဲဖို့လာမင်းရောဘောမော့ကြည့်ပြီလာမင်းရေလားဒီမစ္စနရှင်လီမန်းနဲ့ပေးပါဘာညာဘာလို့ကလေးတွေကငငယ်တော့ဒီလိုနှစ်နှစ်တော့သုံးနှစ်တော့ဆိုတော့ကလေးတွေကဘယ်တော့မှထွေးမစားဘူးအဲ့ဒါကလေးတိုင်းပဲတဘာမှရှိသမျှကလေးတိုင်းဘယ်တော့မှထွေးမစားဘူးထွေးစားရင်ခက်တယ်အဲ့တော့အဲ့ဒီဥစားလေးကိုပေါ့ဗျာဘာလို့ပြောကျွန်တော်တို့ရဲ့အဲရှေးထုံးကိုလည်းမပင်နဲ့ဆိုသလိုပဲရှေးရှေးထုံးတွေရရှိတဲ့ကျွန်တော်တို့ရဲ့ရိုးရဒလိ့ ဟိုနေ့ကဆိုယိုးစကားလေးပေါ့နော်အဲအဲ့ဒါလေးကိုသတိတရအနေနဲ့လုပ်ချင်တယ်ဆိုတာနဲ့အဲ့ဒါလေးကိုဒီထက်မှလည်းကျွန်တော်တို့ performance အနေနဲ့ပေါ့နော်အဲအမျိုးသမီးတယောက်ပဲကလေးလေးရဲ့နောက်အဲသူတို့မိသားစုပုံလေးပေါ့နော်တာမီတာဖတ်၃ယောက်ခမင်းလိုက်ကျွေးနေတဲ့ပုံလေးကိုအဲ့ဒါလေးနောက်က narration လေးနဲ့တင်ဆက်ဖို့လေးတခုစောင့်နေထားပါတယ်အဲအဲ့ဒါလေး ျမတို့ကငငယ်လေးခတဲ့ကပေါ့နော်အဖေမေတွေဖိုးတွေဖွားတွေဦးကြီးဦးလေးတွေဒေါ်ကြီးဒေါ်လေးတွေပေါ့နော်အဲသူတို့တွေကကျမတို့ကိုဒီလိုအာဟာရပေါ့နော်ဆန်နဲ့ဆီဟာမြန်မာလူမျိုးတွေရဲ့အာဟာရအရင်းမြစ်ဖြစ်ပါတယ်ကျမတို့တွေအားလုံးကဒါဒါကိုစားပြီးတော့ဟလာမိဘဘိုးဘွားတွေရဲ့စောင့်ရှောက်မှုနဲ့ကြီးပြင်းလာကြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအဲဒီတကြီးကတော့မြေပဲစီကိုဒီလိုရည်ရွယ်ချက်ကလေးနဲ့ပေါ့ဒီကျေးဇူးတရားတွေကိုအောက်မေ့တဲ့ရည်ရွယ်ချက်ကလေးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုလည်းအမှတ်ရအောင်လို့ဒီထဲမှာ performance အဲဒီပွဲလေးမှာ performance အနေနဲ့ထည့်သွင်းထားပါတယ်ရှင် โอเคရှင်တခါတည်းနဲ့မှတ်မိသွားနိုင်တယ်တတိကတော့လည်းဘာကြောင့်ပေးလိုက်တာလဲโอเคကျမတို့ကလေဟိုဟိုမြန်မာပြည်မှာရှိတဲ့အမျိုးသမီးတွေပေါ့နော်အမျိုးသမီးအများစုကမိဖို့ဆောင်တာဝန်ယူရပါတယ်ကျမမိဖို့ချောင်းလို့မသုံးနှုံးပါဘူးရှင်မိဖို့ဆောင်လို့သုံးနှုံးပါတယ်ဘာလို့ဆိုတော့မိဖို့ဆောင်ဆိုတော့ကျမတို့ရဲ့အရန်ရေးကြီးတဲ့မိသားစုတစ်ခုရဲ့ဈာမရေးနဲ့ပေါ့နော်အဟာရတွေနော်ထောက်ပံ့ပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့မိဖို့ဆောင်မှာအမျိုးသမီးအများစုကအဲဟိုအချိန်ကအဲ့မှာပဲနော်ဒီကောနော်အချိန်ယူရပါတယ်ရှင်အဲ့တော့အမျိုးသမီးတွေကိုလည်း အဲဟိုဟာကိုစားပြုရင်းနေနောက်ပြီးတော့ကျမကိုယ်တိုင်ကလည်းအတော်ဒီအမေတွေပေါ့နော်အဲ့လိုအမတွေနောက်ညီမဝမ်းခွဲတွေနဲ့အဲ့လိုမျိုးအတိုင်းဝိုင်းကြီးကြားထဲမှာကြီးပြင်းရတဲ့အခါကျတော့ဓာရီကိုအရန်အောင့်မိပြီးတဲ့အခါကျတော့ကျမတို့ကတတိကြော်ဆိုတဲ့နာမည်လေးကိုမြန်မာဆန်ဆန်လေးနဲ့ပဲကျမတို့ကထုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်။ဒါပေမဲ့လေအများသူဆိုတော့အဲသူကမကွေးတိုင်းပေါ့နော်မြစ်ချီသူပေါ့သူတို့ရဲ့ပခုတ်ကူမြစ်ချီပေါ့အဲ့ဒီကဟို ဟိုဇာတိကအဲ့လိုမျိုးဆိုတော့ညာရဲ့အငွေ့အသက်ကလေးလည်းပေါအောင်ဆိုပြီးတော့ဒါရှေးခေတ်ဟောင်းလည်းပြန်ပြီးတော့တတိယအောင်ဆိုတတိယခေတ်ကလေးပြန်ပြီးတော့လေအဲ့အဲ့ဒါကိုကိုစားပြည့်တဲ့အနေနဲ့ မိခင်တွေကိုကိုစားပြုတဲ့အနေနဲ့တကြီးကတော့ဆိုပြီးတော့နံပါတ်လေးကြားလိုက်တာလည်းတဲ့ဒါမြန်မာမှုလည်းမြန်မာမှုလည်းပါတော့ဆိုတာဟိုကလေအခုဘလောက်ထိပဲရှေ့ကိုရှေ့ခက်တွေရှေ့ခက်တွေရောက်နေကလေးစီတကြီးကတော့လို့ပြောလိုက်ခြင်းရမယ်ဟိုနောက်ကဟိုအောက်မွေရာလေးကိုလေစိတ်တမထင်ကြရလေးဖြစ်သွားတယ်လေရတီပါမှာဆိုလို့ရှိရင်တော့တကြီးကတော့မပါလို့ရှိရင်ပွဲမစီဘူးเนาะဆိုတော့ဒီမှာတော့အင်းလူလေးလေးသူနဲ့ပတ်သက်ရင်ချစ်ဖို့ကောင်းတဲ့ကိုခန့်ကန်တာဟုတ်တယ်နော်ဒီကောဟုတ်ကဲ့အဲ့ဒါကြောင့်မလို့ပါရှင်ပကြီးလို့ပြောလိုက်တာနဲ့ကျွန်တော်နှလုံးကြီးပြင်းမြင်တာ ပပောင်းကြီးလေဒီကတကြီးရဲ့မိမအရေးကြီးတာကိုတကြီးတော့ဒါဒါဟုတ်ကဲ့ရှင်ကျွန်တော်တို့ဒီမှာပွဲမှာပြောပါမယ်ရှင်ကျွန်တော်တို့အတိအကျပွဲမှာဟုတ်ကဲ့အတိအချလေးဟိုပါဖြစ်မှာပါရှင်။ဒါဆိုတော့လက်ရှိမှာတော့ကျွန်တော်တို့ City Map ကို Capital Group ပေါ့နော် Master Map တို့ကိုကျွန်တော်တို့အဲ Modern Trade အနေနဲ့တင်ထားပါတယ်။ဆိုတော့နောက်ပြီးတော့ကျွန်တော်တို့ဒီပွဲမှာလည်း ကျွန်တော်ဘေးမှာဒါလည်းရှိရမယ်ဆိုတော့နောက်ပြီးတော့အဲ့ဒါအတွက်ကိုပဲကျမတို့ကတကက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဖြန့်ပြီးခြင်းတဲ့အတွက်ကြောင့်မလို့မေဂါနဲ့အခုဆိုကျမတို့ကပေါင်းစည်းရောမှာဖြစ်ပါတယ်ရှင်ဒီကွဲလေးကမေဂါနဲ့ပေါင်းစည်းရဲ့ကွဲလေးပါရှင်ကျွန်တော်မေဂါ life science ပေါ့မာရီ limited ပေါ့နော်သူတို့ကနေပြီးတော့ distribution ကိုအကုန်လုံးတနိုင်ငံလုံးအတွက်ကို nation wide ကိုသူတို့တာဝန်ယူထားပါတယ် ။အင်းနဲ့ချက်တဲ့လူဆိုတော့ကိုဒါဒါကျမကြီးအတိကပဲလေနော်။အဲတအိမ်လုံးမှာအဲတပိသားစုလုံးစားဖို့တောက်ဖို့အတွက်ကိုကစံစီစားငရုတ်ချက်တော့ဒါအတိကပဲ။အဲ့မှာမှစံပြီးရင်စီစီအတိကပဲ။စီဒီလူကိုဟိုဥပက်လည်းရောက်စေတယ်။အဲနောက်တစ်ခါဟိုတူတူရောကနှလုံးတွကြောကျင်းတာဒါဒီဖြစ်နိုင်ခြေရှိတဲ့စီအမျိုးအစားတွေအများကြီးရှိပါတယ်။ဒါပေမဲ့ဒီတကြီးကတော်ရဲ့စီယာကြတော့ကျမကြီးအတွက်ကိုအထူးကိုဟိုဘယ်လိုခေါ်မလဲကုတ်ကဲပြီးတော့စီမံထားတဲ့အတွက်ကြောင့်မဟုတ်ဘုန်းတော်ကယုံ ကြည်တယ်စိတ်ချတယ်ပိုပိုတိုင်းလည်းအသုံးပြုနေတယ်အဲအဲ့တော့ကြောင့်မလို့တကယ်ကိုအရစိတ်ဖြစ်တယ်ကွအဲ့ဒါကြောင့်မလို့တကြီးကတော့အားပြိုင်တယ်ဘုရားရှင်ပြမရှိတဲ့ရက်ဆိုတာမင်းချက်အချက်တာချက်တာအိမ်မှာကိုပဲချက်တာကိုအဖေအတွက်ဖေဖေဆိုအသက်80နှစ်ရှိပြီဟလာဆိုဒီကုန်းလို့နှစ်ယောက်အတွက်ဆိုဒီ၃ယောက်စာအောင်ဒီတအိုးတည်းချက်ရတဲ့ချိန်မှာအဓိကကြတာစီပေါ့နော်နော်အဲအဲ့အတွက်ကြောင့်မို့အဲ့စီရအရန်ရေးကြည့်ပါလေကျမကြီးအတွက်အရန်များသွားရင်လည်းမကောင်းအရန်နှဲသွားရင်လည်းမကောင်းဒါပေမဲ့စီရမပါမဖြစ်ဘူး ဟိုတမင်းညာလေးနဲ့ပဲစီလေးစားပြုပြီးတော့ဟိုဟိုပဲအကြောက်ကပိုက်လေးတလုံးနဲ့နဲ့လဲဟင်းဖြစ်တယ်ဒါပေမဲ့စီရအဓိကပဲကျမကြီးနဲ့ညီညွတ်မှအရင်ကောင်းတာကိုရမ်းမျိုးကြောင့်ပါဝင်တော့ပေါ့ကျွန်တော်ချက်တာပြုတ်တာသိပါသနာပါကျွန်တော်အကြိုက်ပါနော်ပြောမှဆိုရင်ကျွန်တော်ကဘယ်လိုကောင်လဲဥပမာမရမ်းချောက်ကလေးနဲ့ဟိုအာလူးလေးနဲ့ခန်းကျင်သီးလေးနဲ့ပေါ့နော်အဲ့ဒါလေးကို ခါတဲ့စီလေရေလေပုံစံမျိုးလေးနဲ့ချက်ပြီးတော့မပိရေလေးနဲ့တို့စရာလေးနဲ့ပါတယ်အဲ့ဒါစားတော့သိကြိုက်တာကျွန်တော်သိရမလားအဲ့တော့နောက်ပြီးတော့ဘာလို့နောက်တစ်ခွက်ရှိရဆိုမတလောက်အဲမတလောက်ကိုစီပြန်လေးပေါ့နော်အဲခန်းကျင်သေးသေးထည့်ပြီးမတလောက်စီပြန်လေးထည့်ပြီးလဲပြီးတော့အမှဟိုဘူးဒီဟင်္ကာလေးအဲ့ဒါဆိုပြီးစပါလားဘယ်လိုတော့တော့လက်တော့စီပြန်ချက်တဲ့ခါမှာလဲကျွန်တော်ပြောလို့ရစီရီကိုတခါကြီးဝေးပြီးတော့ဒါမျိုးမလိုပါ တင့်တင့်လျော့ပတ်ရောပေါ့နော်အဲအဲ့တော့ကျွန်တော်တို့အခန်းစီကိုအရေးကြီးတယ်သူအခန်းစီကမကောင်းဘူးဟဲ့ဆိုလို့ရှိရင်သွားလာဘယ်တော့ဟင်းချက်ချက်ယောဂဗျာရရမယ်ဒီအခန်းစီကောင်းတဲ့အတွက်ကြောင့်စိတ်ချလိုက်တဲ့ကျွန်တော်တို့စားရတာနော်အဲအဲ့ဒါမျိုးလေးဖြစ်အောင်ကျွန်တော်တို့ဆောင်ရထားပါတယ်လို့တကြီးကတော့လည်းဟုတ်ကဲ့ပါအဲ့တော့အင်ရှင်မာတိုင်းပေါ့နော်အင်ရှင်မာတိုင်းအင်ရှင်မာတိုင်းမိသားစုတိုင်းမိသားစုတိုင်းကျွန်တော်တို့ဖြန့်ပြူးလို့အတွက်ကိုရရှိနိုင်မဲ့မတ်တွေအများကြီးမှာကျွန်တော်တို့တကြီးကြော်နဲ့ပတ်သက်လို့တင်သွင်းရောက်ချထားတာဖြစ်ပါတယ်အဲ့တော့အချိန်မီးနေရာမီး ။ဟောရပြီးတော့ဝယ်ယူအပိတ်ကြပါလူဒီနဲ့တိုက်တွန်းခြင်းပါခင်ဗျာ။ဟုတ်ကဲ့ကျမတို့မြေမြေကြီးကနေထွက်တဲ့မြေပဲဆိုတဲ့တီးနံပေါ့နော်အဲ့ဒီမြေပဲဆိုတဲ့တီးနံကမြမပြည်အလဲပိုင်းရဲ့ဘယ်နေရာမှာပဲအစိလေးကြကြအပင်ပေါက်ပြီးတော့တကယ့်ကိုနော်မြမပြည်အလဲပိုင်းရဆိုလို့ရှိရင်အဲ့လိုမြေဩဇာကောင်းတဲ့နေရာကနေထွက်တဲ့ဒီမြေပဲစီဟာကျမတို့အဲမြေပဲစီစစ်စစ်ကိုထုတ်လုပ်ထားတာဖြစ်တယ်နောက်တစ်ခုကကျမတို့ကျမ်းမာရေးရှူတော်အရာပြောရလို့ရှိရင်လဲအဲမြေပဲစီကိုစားသုံးခြင်းဖြင့်အဲ့ဒီစီပေါ့နော်ဟို အရေးသွေးမမီတဲ့စီတွေကိုမစားသုံးမဲနဲ့မြေပဲစီကိုစားသုံးပြီးတော့ကိုကျမရေယူဆိုင်ကြပါလို့ကျမပြောချင်ပါတယ်ရှင်။